အဲ great dam မှာလေ့လာခဲ့တဲ့ mo ဆိုတဲ့ပတ်သက်ပြီးတော့လေ့လာခဲ့တဲ့ mo day ဆိုတာကိုတို့လေ့လာခဲ့တယ်။ mo day မှာသိခဲ့တယ်ဘာသိခဲ့လဲ6.02 into 10 power 23မှာ Avogadro ကဖော်ပြခဲ့တာဒီ constant ကြီးကိုဖော်ပြခဲ့တာ။သူကဘာအနေနဲ့သတ်မှတ်ခဲ့လဲဆိုရင်30သီအောက်တိုဘာလ23 10 power 23 power 4သီ23ရက်နေ့အောက်တိုဘာ23ရက်နေ့ 6.02ဆိုတာက6နာရီနဲ့2မိနစ်မနက် AM နဲ့6နာရီနဲ့2မိနစ် PM ကြားကိုမိုးတိတ်လို့သတ်မှတ်ခဲ့တယ်။အောက်တိုဘာ23ရက်နေ့ 6နာရီ2မိနစ်မနက်ပိုင်းအနေ6နာရီ2မိနစ်ညနေပိုင်းအထိမိုးတဲဆိုပြီးတတ်မှတ်ခဲ့တော့တို့ဂရိတ်တန်းမှာလေးလာခဲ့တယ်။အဲ့ဒါဒီ Avogadro's number ဆိုတာကိုလည်းလေးလာခဲ့ပြီးပြီ6.02 in temperature 23ဟုတ်ပြီအဲ့ဒါနဲ့ပတ်သက်ပြီးတော့မိုးပမာဏကိုလည်းတို့လေးလာခဲ့ပါတယ်။ 1m of substance အရာဝတ္ထုတစ်ခုရဲ့ 1m ဆိုတာဘာလဲ amount of substance အရာဝတ္ထုတွေရဲ့ပမာဏပါတဲ့ that contain ဗမာပါရာလဲဆို the same number of particle တူညီသောအရေအတွက်တွေပါဝင်နေတဲ့ အဲ့ဒါဘာတွေလဲဆိုရင် Adam အရေးအတွက်ဥမာဆိုပါစို့1 more ရှိတိုင်းရှိတိုင်းမှာ6.02 into 10 power 23 atoms သို့မဟုတ်1 more ရှိတိုင်းရှိတိုင်းမှာ6.02 into 10 power 23 molecules Adam ဆိုတာက element ဖြစ် Adam နဲ့ရေးမယ် compound တွေဖြစ်တယ် covalent compound တွေဖြစ် molecules နဲ့ရေးမယ်သို့မဟုတ် အာယုန်လေးတွေဖြစ်မဲ့အမုံလေးတွေကိုဘာလုပ်လိုက်လဲသူကအီလက်ထရွန်တွေကိုပေးလိုက်လို့အီလက်ထရွန်ယူလိုက်လို့အာယုန်တွေဖြစ်မဲ့ဆိုရင်တော့ ION 6.02 into 10 power 23 ion ဆိုပြီးပါမယ်ပေါ့အဲအဲ့ဒါလေးတွေကိုတို့လေ့လာခဲ့တယ် as there are atoms in exactly 12 gram of pure carbon 12 atom တန်းစင်နဲ့ကာဗွန်12ဆိုတော့ကာဗွန်ရဲ့ mass ကာဗွန်ရဲ့ mass မှာဆိုရင်တဲ့12 gram တိတိကျကျရှိတယ်ဆိုတော့က great တန်းမှာလေ့လာခဲ့ပြီးအဲ့လိုတိတိကျကျရှိတဲ့ dressing တွေရဲ့ပမာဏမှာတဲ့တူညီသောအမှုန်တွေပါတယ်တဲ့ဘလောက်ဖြစ်လို့ရှင်လဲ one more ရှိရင်1 more ရှိတိုင်းရှိတိုင်း6.02 into 10 power 23ဘာဒီလာမလဲ1 more equal to 6.02 into 10 power 23အဲ element ဖြစ်ရင် atoms လာမယ် element မဟုတ်ဘူး compound မှာမှာ covalent compound ဖြစ်ရင်နောက်ကနေပြီးတော့ molecules လိုက်မယ်အဲဒါမှဟုတ်အဲ electron လေးကိုပေးလိုက်လို့ရှင် ion စေဖြစ်မယ်အဲလိုမျိုးတွေအစတီအားဖြစ်မော်ဘယ်လောက်ရှိတိုင်းရှိတိုင်းလဲ1 mole ရှိတိုင်းရှိတိုင်းမှာ6.02 into 10 power 23 atom 1 mole ရှိတိုင်းရှိတိုင်းမှာ6.02 into 10 power 23 molecules တို့မဟုတ်10 power 23 ion စတီအားဖြစ်အဲ့ဒါရှိမယ် အဲ့ဒါကတံဘာလဲဆိုအဗိုဂါဒရော့စ်ကတွေ့ရှိခဲ့တာပါအဗိုဂါဒရော့စ်တွေ့ရှိခဲ့ကြောင်းမလို့ဒီကိန်းလေးကိုတော့အဗိုဂါဒရော့စ်ကွန်စတန့်လို့လည်းပြောတယ်အဗိုဂါဒရော့စ်နံပါလို့လည်းပြောတယ်ဟုတ်ပြီဒါ great time မှာလည်းလေ့လာပြီးပါပြီဒါပေမဲ့ဆက်ပြီးပြောသွားရဲ great time မှာကြည်ကြည်ပြင်းပြင်းမလေ့လာခဲ့လို့ဒီမှာကြည်ကြည်ပြင်းပြင်းလေ့လာပြီနောက်တစ်ခု water or crystallization ဥမာတို့ဈေးထဲမှာတုံးနေတဲ့ ကဘဒူဆัลဖိတ်ပန်တာဟိုက်ဒရိတ်လို့ခေါ်တဲ့ကဘဒူဆัลဖိတ်ကိုဒုတ်ထားလို့ခေါ်တာပေါ့ပမာလို့ကြတော့ဒုတ်ထားအဲ့ဒုတ်ထားကရေမပါဘူးဆိုတဲ့အခြေအနေမှာသူ့ဒီအဖြူရောင်ရှိတယ်။သို့တော်လည်း water crystallization ခေါ်တဲ့ရေရှိနေပြီဆိုရင် hydrated salt လို့ပြောတာပေါ့ရေရှိနေပြီဆိုရင် तू ကဘာဖြစ်သွားလဲအပြာရောင်ပြောတာဒါကြောင့်နမူနာပြတယ်တဲ့ copper to sulfate panta hydrate panta ဆိုတာ၅လုံးကိုခေါ်တာပါ hydrate ဆိုတာရေကိုခေါ်တာပါ copper to sulfate panta hydrate ဖြစ်သွားရင် तू ဒီရေပါနေလို့အပြာရောင်ပြောင်းသွားပြီနောက်တစ်ခု oxalic acid dihydrate oxalic acid မှာကျတော့ oxalic acid ကဒီလိုပုံစံရှိပါတယ် COOH तू ကနှစ်ခုလို့ပြီးထားတာဒီလိုရေးတာပါ carbon di decil ရှိတယ်ဒီလိုဆိုလိုချင်တာဒီလိုရှိတာပါ OH သို့မဟုတ် C double bond O ရဲ့ OH ကာဗွန်မှာဘွန်လက်တန်၄ခုဒီကာဗွန်လည်းဘွန်လက်တန်၄ခုအောက်ဆီဂျင်ကဘွန်လက်တန်2ခု hydrogen ကဘွန်လက်တန်1ခုပေါ့ဒီဟာလေးဒီတဲ့သူ့မှာ dihydrate ဆိုရေနှလုံးပါတယ်ဒါ water crystal ရေတီရှိတာကိုပြောတာ ဘာမှရှိတာလဲဆို The Water Fountain Crystal ပုံဆောင်ခဲထဲမှာရင်ရှိနေတာဥမာ Copper to Sulfate ရေမပါတဲ့ Copper to Sulfate လေးဆိုရင်သူကအဖြူရောင်လေးရှိတယ်အဲ့ဒါလေးကိုရေလေးတူကဒဇက်လေးထည့်ချလိုက်တာနဲ့သူဒီအပြာရောင်ပြောင်းသွားသည်ပြောင်းပြောင်းသွားမိဒါသူသူ့မှာရေပါနေပြီဒါဆို Hydrated Salt ဖြစ်သွားပြီကဲရေထည့်လိုက်လို့ Hydrated Salt ဖြစ်သွားပြီဆိုရင်သူ့ကို Water Crystallization ရှိတယ်လို့ခေါ်ရတယ် အဲအဲ့ဒါကိုဘာလို့ပြောလဲဆို water that occurs as a constituent of crystalline substance ပုံဆောင်ခဲရှိတဲ့အရာဝတ္ထုတွေမှာတဲ့ဘာဖြစ်လဲဆိုရင် ပါဝင်ဘက်အနေနဲ့တွေ့ရတဲ့ occurs တွေ့ရတာပါတဲ့ in a definite structural matrix ratio တိတိကျကျရှိပါတယ်တဲ့ငါလုံးဆိုငါလုံးပဲရှိရအဝတ်လျှော်ဆိုတာလို့ခေါ်တဲ့အိမ်မှာသုံးနေတဲ့အဝတ်လျှော်ဆိုတာဆိုရင် သူဒီဆိုဒီယမ်ကာဗွန်နဲ့ရေဆယ်လုံးပါတယ် အဲတိကျတယ်ဒါကြောင့်မို့ definite stoichiometric ratio တိကျတဲ့အချိုးရှိရမယ် copper to sulfate ဖြစ်ရင်ရေ၅လုံးပါကိုပါရမယ်ဘာဖြစ်လို့လဲရေပေါင်းထားတယ်တရေလို့ပြော water crystallization ဆိုတော့ပုံဆောင်ကဲတရေလို့ခေါ်တယ်အဲ့ဒါတိတိကျကျရှိတယ်ဒီနားလေးက definite ဆိုတဲ့စကားလုံးမှားလို့မရပါဘူး definite stoichiometric ratio ပါအဲဆိုရပြီထင်ပါတယ်ရှေ့ဆက်ပြီးလေ့လာကြည့်အောင် example calculate ထွက်ပေးပါတဲ့ the mass of water ရေရဲ့ mass mass of water that is contain ပါတယ်ဒီဘက်မှာလည်း5.24 gram of zinc nitrate ဟုတ်ပြီခုနကတော့ပြောတယ်ရေ water crystal ပုံဆောင်ခဲ့တည်ရေ zinc nitrate ထဲမှာ6လုံးပါတယ် zinc က65 n က14 o က16 h က10ရှိရတဲ့ဒါလေးတွေက great dam မှာလည်းလေ့လာခဲ့ပြီးပြီးဘာလဲဆိုရင် relative atomic mass attempt နေမှာရှိနေတဲ့ mass ဘလောက်ရှိလဲ65 relative ဖြစ်တဲ့ကြောင့်မ unit မထည့်ထားဘူးအကယ်၍ရိုးရိုး atomic mass ဆိုတော့နောက်က emu လေးလိုက်မှာပေါ့နော်ဒီ relative atomic mass တွေကိုပေးထားတဲ့အကြောင်းရင်းဒီ great dam မှာလေ့လာခဲ့တဲ့ MR ကိုရှာဖို့ MR ဆိုတာဘာလဲဆိုရင် relative molecular mass molecule ဖြစ်ရင် molecular mass ကိုရှာဖို့အတွက်ပါ zinc nitrate ဆိုတော့ zinc nitrate ရဲ့ဘာကိုရှာရမလဲ molar mass ပေးထားတာက .6H2O လို့ပေးထားကြအောင်ဒါဒီ hydrated salt ဟုတ်ပြီအဲ hydrated salt ထဲမှာပါနေတဲ့ရေ၆လုံး ရေခြောက်လုံးပါနေတယ်တဲ့အဲရေခြောက်လုံးထဲမှာရေရဲ့ mass ဘယ်လောက်ရှိလဲတဲ့သူ့ရဲ့ weight ကတော့5.24 g ရှိတယ်တဲ့ဒါဆိုရင်သူ့ရဲ့ mass ကိုလိုချင်တာတော့ mass ကိုလိုချင်ရင်စဉ်းစားလိုက်ကြည့်အောင် zinc nitrate ရေပေါင်းထားတဲ့ zinc nitrate ထဲမှာရေခြောက်လုံးရှိနေတယ်ဒါဆိုရင်ဒီတစ်ခုလုံးဒီ9ရက်တသမ2လေးရှိရယ်ဆိုရင်ရေတန်ဖိုးဒီဘယ်လောက်ရှိလဲတို့တွက်ကြည့်မယ်သူ့ရဲ့ဘာကိုလဲရှာလို့ရမလဲ MR ကိုလဲရှာလို့ရမယ် ဒီအမာထဲမှာရေ6လုံးပါနေတာအကယ်၍မြန်ရေမပါတော့ anhydrous ထဲမှာဆိုရင်ဘယ်လောက်လဲတွက်ကြည့်ရမှာပေါ့နော်ဒါဆိုရင် တွက်ကြည့်မယ် molar mass molar mass ဆိုတာက1 mole မှ mass, ာရှိတော့ mass molar mass ဖြစ်ရင် gram per mole ရှာမယ်ဒါဆိုရင် zinc က65ဆန်းအတလုံးနဲ့ပါ65 n ကဘယ်လောက်လဲနှစ်စားဖြစ်နေ2 into n က14 o က16သုံးလုံးဖြစ်လို့36နှစ် ခုစလုံးဒီ twice လို့ပြောတာသူကမပါလို့လဲနှစ်ခုစလုံးအနည်းနဲ့မြောက်ပြရတယ်ပြီးရင်နောက်တစ်ခု6ရေက6လုံးဖြစ်တဲ့ကြောင်း6ဒီပြင်ကိုထပ် h ကနှလုံးဖြစ်2 into 1 h tan over 1ဖြစ်လို့ plus over 6ထောက်တွက်လိုက်တော့269 gram ပါမိုးရသွားပြီနောက်တစ်ခု8ထဲမှာရေကိုတွက်ကြည့်တော့ရေကဘယ်နှလုံးပါလဲ6လုံးပါနေတော့ရေ6လုံးကိုတွက်ကြည့်လိုက်တော့108 gram ဒီတစ်ခုလုံးထဲမှာ190 g ပါမိုးထဲမှာရေဘလောက်ပါနေတာလဲ108 g သူပေးထားတဲ့5.24 gram မှာဆိုဘလောက်လဲဆိုရှာလိုက်ရင်ရေမတ်စ်ကိုမရဘူးလား။ဟုတ်ပြီ290 gram တော့ zinc nitrate hazard hydrate ထဲမှာ108 gram တော့ water ပါတယ်5.24မှာဘလောက်လဲဆိုတော့များလို့လားအနည်းလို့အနည်းလို့အနည်းလို့တော့အများစားချင်290ကအောက်ရောက်သွားတယ်108ကအပေါ်မှာ9.2လီတာကို calculator နှိပ်လိုက်ရင်အဖြေသည်1.91 gram of water calculator နှိပ်တတ်မယ်ထင်ပါတယ်။ဘာလို့တည်မလဲ5.24 ပြီးတော့ into 108 divided by 297ပေါ့เนาะဒါဆိုဖြည့်ထုတ်သွားပါပြီ example for 16.41 gram of blue copper to sulfate crystal CuSO4.NH2O was heated and the mass of white anhydrous copper to sulfate 6.41 gram ရှိတဲ့ blue copper sulfate အပြော်ရောင် copper sulfate crystal လေးကတဲ့ CuSO4.NH2ODN လေးပေါ့နော် was heated သူ့ကိုအပူတိုက်လိုက်တယ်ရေပန်လုံးပါတယ်လို့မသိဘူးအပူတိုက်လိုက်တဲ့အခါမှာတဲ့ mass of white anhydrous copper sulfate CuSO4 CUSO4 ရေမပါသော CUSO4 လေးကို remain constant ကိန်းတည်အနေနဲ့တွေ့ရတယ်4.11 gram of anhydrous salt ရေမပါသောစားရေမပါသောစားဆိုတော့ဘာသူပြောလိုက်တာလဲဆိုရင် CUSO4 လေးကိုပြောလိုက်တာပါ CUSO4 ရဲ့၄ချိန်၄တက်သမ1.1 gram ကိုရတယ်တဲ့ ရေပောင်းထားတဲ့ကောပတုစာဖိတ်ဆိုလိုတာက CuSO4.NH2O ကိုဘာလို့လိုက်လဲအပူတိုက်လိုက်တယ် CuSO4 ရေ N of H2O ရေရေသည်အငွေ့ပြန်ပြီးထွက်သွားတယ် သူ့ရဲ့ mask ကကြာ6.41 gram ရှိတယ်တဲ့သူ့ရဲ့ mask က4.11 gram ရှိတယ်တဲ့ great dan မှာသင်ခဲ့တယ် law of conservation of mass ရ reactant ရဲ့အလေးချိန်သည် product ရဲ့အလေးချိန်နဲ့အတူတူပဲလို့ပြောရကြအောင်မလို့ရေရဲ့အလေးချိန်သည်ဒီနှစ်ခုပေါင်းလက်ရေရဲ့အလေးချိန်ဒီအလေးချိန်နဲ့ဒီပေါင်းလက်ဒီ CuSO4.NH2 ကိုပေါင်းလက်နဲ့ညီတယ်။ဒါကြောင့်မလို့ mask ကိုလိုချင်တယ် mask of water ကိုလိုချင်တယ် mass of h2 ကိုလိုချင်မလုပ်ရအောင်လဲစုစုပေါင်းဖြစ်တဲ့6တသမ4တထဲကနေပြီးတော့4တသမ1တကိုနှုတ်လိုက်ရင်မရအောင်လားရပါပြီလိုချင်တာဆက်လေးလာမယ် calculate the number of water n လေးကိုတွက်ပေးပါတဲ့ in the formula of CuSO4.nh2o အဲ့နေရာမှာဒီ nh2o ဖြစ်တဲ့ကြောင့် h2o ရဲ့ n တန်မိုးလီ n of h2o ရဲ့ CuSO4 ရဲ့မှာဒီ n လေးကိုလိုချင်တာဆိုတော့ ဘာလေးလာခဲ့လဲဆိုတော့ empirical formula ရှာတဲ့ပုံသေးနည်းရရှာရမှာ empirical formula ကိုလိုချင်ရင်ဘာလို့ရလဲ mass တီအချိုးချရဲ atomic mass နဲ့စားတယ်နောက်ဆုံးမှာဘာဖြစ်အောင်လဲ small hole number ratio ဖြစ်အောင်လုပ်ရတယ်ဒါကြောင့် small hole number ratio ဖြစ်အောင်လုပ်ဖို့အတွက် copper to sulfate ရဲ့ mass ကတော့တည်တယ်4.11တည်တယ် ဟုတ်ပြီဒီနေရာမှာရေရဲ့ mask ကိုမသိဘူးရေရဲ့ mask ကိုသိကျွန်တော်တို့က mask ကိုရှာရတော့မယ်ဒီ4.11 mask ကိုသိတယ်အဲ4.11 mask ကဘယ်ထဲမှာပါတာလဲသူကဒီမှာအပူတိုက်လိုက်လို့ထွက်သွားတာတကယ်တကယ် mask ကိုတော့မသိသေးကြောင်းအဲ mask တွေရှာဖို့အတွက်ဘာလုပ်လဲ1 mole မှာရှိသော mask ကိုရှာရမယ်ဒါဆိုရင်1 mole မှာရှိသော mask ဆိုဘာလဲ molar mask molar mask ကိုလိုချင်ရင်ဘာလုပ်ရလဲ molar mask equal to မူလာမတ်ကိုလိုချင်ဝမ်းမိုးမှာရှိသောမတ်လို့ပြောတဲ့ကြောင့်မလို့မတ်ကိုတီးတယ်။ဘာနဲ့စားလဲ။မိုးနဲ့စားတယ်။ grandpa မိုးဟုတ်ပြီ grandpa မိုးရဖို့အတွက်ဘာလုပ်ရမလဲဆိုတော့ mask ကိုရှာတယ် mask water ရဲ့ mask ကိုရှာလိုက်တယ်ခုနရှာလိုက်တော့2.3ရသွားပြီမူလာ mask ကိုလိုချင်တော့မူလာ mask ကဘယ်လောက်လဲ1မိုးမှရှိတော့ mask က18 grandpa မိုးဒါဆိုမိုးကိုလိုချင်တော့ mask ကိုတီးတယ်မူလာ mask နဲ့စားတယ်မိုးကိုလိုချင်ရင် mask ကိုတီးတယ်ဘာနဲ့စားပြရလဲ မိုလာမတ်စ်နဲ့စားပေးရတယ်။အဲဆိုမတ်စ်ကလည်းတည်ပြီးမတ်စ်ကဘလောက်လဲ2.3မိုလာမတ်စ်က1မိုးမှရှိသောမတ်စ်တော့မလူချနာမိုးမိုးကြောင့်ဘာလို့လဲ1မိုးမှရှိသော mass ဖြစ်တဲ့ကြောင့်မလို့18 gram ပါမိုးမိုးလိုချင်ရင် mass ကိုတီမိုလာ mass နဲ့စားဒါဆိုရင်ရပြီပေါ့ mask က2.3ထွက်လိုက်တော့ရပြီနောက်တစ်ခု molar mask ဘသူရဲ့ molar mask လို့သိလဲဒီမှာ COS software ရဲ့ molar mask ကိုလိုသေးတယ်ဒါကြောင့် COS software ရဲ့ molar mask ကိုရှာတယ်ငွမ်းမိုးမှာရှိသော mask ကိုလိုချင်တဲ့အကြောင်းမလို့ molar mask ဒီ carbon copper ဒီ 63. 5လို့ပြောကြအောင် copper s က32လို့ပြောကြအောင်32 o က16လေးလုံးပါအကြောင်း16ကို၄နဲ့မြောက်159.5 gram per mole mole လို့ချင်တော့ဘာလို့လဲ mass ကို d ရဲ့ molar mass နဲ့စားတယ် mass ကခုနကဘယ်လောက်ရခဲ့လဲ4.11 gram per mole ဖြစ်တဲ့ကြောင်း4.11 gram ပြီးတော့ဒီက159.5 ဲ့ဒါကိုတီးတဲ့ grandpa မိုးနဲ့စားလိုက်တော့ဘလောက်ရပါ යි လဲမိုးရောကော်ပါတုဆာဖေးရသွားပြီကော်ပါတုဆာဖေးရဲ့မိုးလဲတိသွားပြီးရေရဲ့မိုးဘာလို့ဆရာမဒီမှာဒီတိုင်းထည့်တွက်လိုက်တာလဲဆို great တန်းမှာတင်ထားတာက mask ကိုတီးတယ် molar mask နဲ့စားတယ်ဆို molar mask ကဘလောက်ရှိလဲ18နောက်တစ်ခုရေရ 2.3 2.3ကိုဒီတဲ့ဘာနဲ့စာမလဲရေဆိုတော့16နဲ့စာအဲ့လိုထက်တွက်လဲရပါတယ်ဒီမှာ competitive survey ကတော့159ဒသမ5နဲ့စာမှာဒီလိုမတက်ချင်လို့ဒီမှာတွက်ခဲ့တာပါဒီတိုင်းတွက်လဲရပါတယ် ကွန်ပတ်တူဆာဖေးချို NH2 ကိုဆိုပြီးကွန်ပတ်တူဆာဖေးရဲ့ mass ကိုတီးတဲ့ molar mass နဲ့စားတယ် mass ကိုတီးတဲ့ molar mass နဲ့စားတယ်အချိုးချတယ်ချိုးချတဲ့အခါမှာရလာတဲ့ကိန်းကနန်းတန်ဖိုးမှာငယ်တာက3ညတသမ3ည258ဖြစ်ကြအောင်ပေါ့ငယ်ဆုံးနဲ့စားတယ်ငယ်ဆုံးစစားတော့100ဒီဘက်က9ဆိုတော့ဒီမှာတသမမရှိဘူးတသမမရှိရင်ဒီတိုင်းတွက်လို့ရတယ်ဒါကြောင့်မို့ antenna ဘိုးလေးဘယ်လောက်ရသွားလဲ5ရသွားပြီးအဖြေထားပါပဲပုံစံလေးလေးလေးလာကြည့်အောင် calculate mass in kilogram of 5 mole of aluminum sulfate Al2SO4 thrice အဲက27 S က32 over 6လိုချင်တာဘာလဲဆိုတော့ mass mass ကိုမဘာနဲ့လိုချင်တာကီလိုဂရမ်နဲ့လိုချင်တာပေးထားတာက5 mole ဆိုတော့ mole ပမာဏပေးထားတယ် aluminium sulfate ရဲ့တင်ကေတာကိုလည်းပေးထားတယ်အကယ်၍တင်ကေတာမပေးထားရင်ကိုကိုကိုရေးရမှာအခုတော့တင်ကေတာပေးထားတယ်ဒါဆိုရင်လိုချင်တာ mask mask ကိုလိုချင် mask နဲ့ဆက်သွယ်တာပါရှိလဲမိုးကိုလိုချင်ရင် mask ကိုဒီမူလာ mask နဲ့စာမိုးကိုလိုချင်ရင် mask ကိုဒီရဲ့မူလာ mask နဲ့စာတယ်ဟုတ်ပြီအခုကဘာကိုလိုချင်တာလဲ mask ကိုလိုချင်တာဆိုတော့ပြန်ရေးမယ် mask ကိုလိုချင်ရင်မိုးနဲ့မူလာ mask နဲ့မြောက်မူလာ mask ဟုတ်ပြီဒါဆိုရင်ဘာတိလဲမိုးတိတယ်ဘာရှာဖို့လို့လဲမူလာမတ်ရှာဖို့လို့လဲဒါကြောင့်မူလာမတ်ကိုရှာမယ်ဆိုတော့ A က20ခွန်းနှလုံးဆိုတော့2 into 27 S က3လုံးဒါကြောင့်မို့ S တစ်လုံးဒီ30နဲ့3လုံးဆိုတော့3နဲ့မြောက်တယ် O က4 3 4 12လုံး O တစ်လုံးဒီ16ဒါတွေအားလုံးကိုပေါင်းလိုက်တော့1 mole မှာရှိတော့ mass မူလာမတ်342 g per mole ရတယ်ဟုတ်ပြီ mask ကိုလိုချင်တာ mask ကိုလိုချင်ခုနပြောခဲ့တယ် mask ကိုလိုချင်ရင် mo နဲ့ mula mask နဲ့မျောက်အောင် mo တန်ဖို့က 5 mole or el2s 5 mole တိတယ်မိုလာမတ်ဆိုတာက gram per mole တောက်ပြင်ရေးလိုက်တာပါ gram per mole ပြင်ရေးတာ342 gram per mole ဟုတ်ပြီအဲ့လိုမရေးချင်လည်းရပါတယ်ဘယ်လိုရေးလို့ရလဲဆိုတော့5 mole into 342 gram per mole ဆိုရေးလိုက်လည်းရပါတယ်။ဒါဆိုရင်အဖြေဘယ်လောက်ရလဲတွက်လိုက်ပေါ့တွက်လိုက်အဖြေဘယ်လောက်ထွက်သွားလဲဆိုတော့အာ mole သူကလိုချင်တာက kilogram လို့ပြောကြအောင်မလို့သူကရလာတဲ့တန်ဖိုးကို kilogram ပြောင်းချင်တယ်။ kilogram ဒီ1 kilogram မှာဘယ်လောက်ရှိလဲ1 kilogram equal to 1000 gram နဲ့ညီတယ်။ ဒါကြောင့်မလို့လိုချင်တာကီလိုဂရမ်ဖြစ်တဲ့ကြောင့်မပါလို့ပြရလဲတထောင်နဲ့သွားစားပြရတယ်ဒါကြောင့်တထောင်နဲ့စားအဖြစ်ထွက်သွားပါပြီကီလိုဂရမ်တထောင်နဲ့စားတော့ဒါသမဘယ်နေရာရွှေ့လဲ3နေရာရွှေ့တယ်1နေရာ2နေရာ3နေရာ1.71အဲအဲ့လိုမရွှေ့ခြင်းလဲဟိုကယ်ကူလေတာနှိပ်လိုက်ပေါ့နော်အဖြစ်ထွက်သွားပြီနံပါတ် 2. how many moles ဘောင်မေးလဲဆိုတော့ mole ဘယ်လောက်လဲတဲ့ are there in 250 gram mask ကိုပေးထားတယ် variant chloride ဟုတ်ပြီဒီမှာ variant chloride ရဲ့သင်္ကေတမပေးထားဘူး variant က BA chlorine က CL အဲ့မှာ BA ဒီ great တန်းမှာသင်ခဲ့တဲ့အတိုင်း BA ရဲ့ oxidation number က2ရှိတယ် 2+ ရှိတယ် CL က minus ပဲရှိတဲ့အကြောင်းလို့ဗာရေးပြရမှာ BA CL2 တစ်ခုလုံးဒီ၃ညဖြစ်အောင်ဒါဆို BACL2 ရဲ့ Mula Mask ကိုလိုချင်တော့တင်ကေတာမှာ BA သီး130 CR နှလုံးဆိုတော့35တက်သမာ9နှစ်နဲ့မြောက်တော့ Mula Mask ရသွားပြီ Mula Mask ရပြီဆိုရင်လိုချင်တာမိုးကိုလိုချင်တာမိုးကိုလိုချင်ရင်ဘာလို့ ਆ လဲ Mask ကိုဒီ Mula Mask နဲ့စားတယ်ဒါဆိုတော့ Mask တန်ဖိုးကတည်တယ်250 Mula Mask လို့ပြောရကြအောင်မစားတယ်ဆိုတဲ့ဟာဆိုသူကတရားဒီလိုရေးလိုက်တာတူတူပါပဲ250စားလိုက်မယ်ဆို divided by ဘယ်လောက်လဲ 208 gram ပါမိုးအရောက်ပြင်ရေးလိုက်တော့ပါမိုးကပေါ်ရောက်သွားတော့208 gram အောက်မှာရှိတာဒါလည်းအတူတူပါပဲအဲ့ဒါဆိုရင် calculator နှိပ်လိုက်တဲ့အခါမှာအဖြေထွက်သွားပါပြီနောက်တစ်ခု calculate the masses mass ကိုလိုချင်တာအများကြီးဘယ်သူတွေလဲ magnesium လို့ခေါ်တဲ့ mg sulfur လို့ခေါ်တဲ့ s water လို့ခေါ်တဲ့ h2o တဲ့အဲ့ဒါလေးတွေကို in one mole of epsom salt epsom salt လို့ခေါ်တဲ့ mgso4 7h2o ဒီမှာ water crystallization ပါတဲ့သတိထားပေးပါ water crystallization ပုံဆောင်ခဲ့တည်ရပါတဲ့ magnesium sulfate လို့ခေါ်တဲ့ epsom salt hydrated salt လေးတဲကနေပြီးတော့ magnesium mass ကဘလောက်လဲ sulfur ရဲ့ mass ကဘလောက်လဲရေရဲ့ mass ကဘလောက်လဲလို့ပြောတော့ magnesium sulfate ရဲ့ဘာကိုရှာလိုက်လဲမူလ mass ကိုရှာတယ်မူလ mass ရှာတယ်ဆိုရင် mg သည်24 SD 32 OD လေးလုံးရှိတဲ့တလုံး16 အပါခုနှစ်ဒီမှာခုနှစ်ဒီ H2O နော်ကုလုံးနဲ့ဆက်တော့တငွေလေးထည့်လိုက်တယ် H နှလုံးတလုံးတစ်ပြီးတော့အပေါင်း16ဒါကိုတွက်လိုက်တယ်တွက်လိုက်တဲ့အခါမှာဘာရသွားပြီလဲ246 gram per mole အဲ့မှာ magnesium 1 mole မှာဆိုရင် mg တလုံးစာ24 S တလုံးစာက32ဒါကြောင့်မလို့ 32g ရေကားကြတော့ဘယ်လောက်ရှိနေလဲ126ဘာလို့လဲ1တလီ26 28 28ကို9နဲ့မြောက်တော့126ဒါကြောင့်ရေက 126g ပါတယ်ဆိုပြီးရေးပြလိုက်ရပါပြီအားလုံးကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကုန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်